ဒေါ်လာရင်းတာဝန်များကိုထမ်းဆောင်ရင်အမှတ်1139တကွန်တရင်မှရဲဘော်နှစ်ဦးကြာဆုံးခဲ့အမှတ်1139တရင်ရဲ့ဝန်ထဲချောင်းထုတ်ပြန်ချက်မြို့သားညီရွေးအစိုးရ NUG ကာဝေးဝန်ကြီးဌာနလက်အောက်မှာရှိတဲ့ရှမ်းတောင် ကရားကရင်တိုင်းစစ်ဌာနအမှတ်1139တရင်မှတပ်သားများအဖြစ်တာဝန်ထမ်းဆောင်နေကြသောရဲဘော်တအောင်ခေါ်ရဲဘော်အောင်ပု ကိုပိုင်မတ် P3110799 နဲ့ရဲဘော်ဒိုအီကိုပိုင်မှန် P3110725 တို့ဟာ2025ခုနှစ်စက်တင်ဘာလ9ရက်နေ့နဲ့10ရက်နေ့မြန်မာဆရာနာကြီးစနစ်ကြာရှုံးရေးနဲ့ Federal Democracy ပြောင်စုတိဆောက်ရေးတို့အတွက်တာဝန်ထမ်းဆောင်နေစဉ်ကင်းဒီဒာဝေးတောင်ရွာတက်တိုက်ပွဲမှာမြင့်မြတ်စွာ အသက်ပေးလူကြာဆုံးသွားခဲ့ရတာလည်းဖြစ်ပါတယ်။ရဲဘော်တအောင်နဲ့ ရဲဘော်ဒူအီတို့ဟာတော်လိုင်းတာဝန်များကိုခြေပေါ်စွာထမ်းဆောင်ခဲ့သည့်အလျောက်မိမိတို့မှများစွာယူကျုံမရဖြစ်ရပြီးကျင်းရသောမိသားစုဝင်ညီကိုမောင်နှမများနှင့်အတူထတူထမြဝမ်းနေကြေကွဲရပါတယ်။မိမက်စွာကြာဆုံးခဲ့ရသောရဲဘော်တပ်အောင်နှင့်ရဲဘော်ဒူအီတို့အားမိမိတို့အမှတ်1139တရင်မှပြည်သူအာဇာနည်နိုင်ငံသူရဲကောင်းအဖြစ်မှတ်တမ်းတင်ဥညွတ်ဂုံပြုအပ်ပါတယ်။ ဆရာနာဂျီစနစ်ချုပ်ငြိမ်းရေးနဲ့ Federal Democracy ပြောင်စုတိဆောက်ရေးတို့အတွက်မြင့်မြတ်စွာအသက်ပေးခဲ့သောရဲဘော်တောင်နဲ့ရဲဘော်ဒိုအီညိုနဲ့အတူမျိုးတော်လိုင်းအာဇာနီတို့အားတိုင်တယ်၍မိမိတို့မှပုံမိုးစူးစမ်းပြီးအကြံဖတ်စစ်ကောင်စီကိုအမြင့်ဖြတ်ချိန်မုံသွားပါမည်ဟုဂတိပြုလိုက်ရပါလေလို့အမတ်တိတိတုံညာခွန်တက်ရင်ရှမ်းတောင်ကရားကင်တိုင်းစစ်ဌာနကဝန်ထဲချင်းများစွာဖြင့် ထုတ်ပြန်ထားခဲ့ကြတယ် ဖြစ်ပါတယ်။ကရင်ဒေသမှာတိုက်ပွဲတွေပြင်းထန်နေခဲ့တာကြားလာပါပြီ။2025ခုနှစ်အစကတည်းကစစ်ကောင်စီတပ်ကကရင်ဒေသကဒေါ်လာရေးတပ်ဖွဲ့ဝင်တွေထိန်းချုပ်ထားတဲ့မြို့တွေကို ထိုးစစ်ဆင်တိုက်ခိုက်နေခဲ့တာပဲဖြစ်ပါတယ်။ကင်းဒီဒါရဲ့အရေးပါတဲ့မျိုးတွေကိုတော်လိုင်းတပ်ဖွဲ့ဝင်တွေကပြန်လည်မပေးရဖို့အရေးခုခံနေကြရင်ဒေသခံတော်လိုင်းရဲဘော်တွေကြာဆုံးခဲ့ရတာအတော်များများရှိလာခဲ့ပါပြီ။ ဒီချိန်မှာလည်းအမှတ်တ၁၁၃ခုတရင်ကရဲဘော်တောင်းနဲ့ရဲဘော်ဒိုရီတို့ဟာ2025ခုနှစ်စက်တင်ဘာလ9ရက်နေ့နဲ့10ရက်နေ့မှာဆရာနာရှင်ကြာရှုံးရေးနဲ့ဖက်ဒရယ်ဒီမိုကရေစီ ပြောင်းစုတိဆောက်ရေးတို့အတွက်ပေးအပ်ထားတဲ့တာဝန်များကိုထမ်းဆောင်နေစဉ်အတွက်မှာပဲကီနီပီဒီမော့ဆူမြို့နယ်ငွေတောင်ရွာတက်တိုက်ပွဲမှာမြင့်မြတ်စွာ အသက်ဘေးလူကြဆုံးသွားခဲ့ရတာပဲဖြစ်ပါတယ်။ ရဲဝရီဟာတော်လိုင်းကာလာတျှောတရင်တပွဲကပေးအပ်တဲ့တာဝန်တွေကိုမျိုးချွန်းချွန်းထမ်းဆောင်ခဲ့ပြီးမြေပြင်ရှေ့တန်းတိုက်ပွဲတွေမှာလည်းအားကိုးရတဲ့ရဲဘော်တွေဖြစ်ခဲ့ပါတယ်2025ခုနှစ်စက်တင်ဘာလ9ရက်နေ့နဲ့10ရက်နေ့မှာတော့ရဲဘော်တွေကိုဆုံးရှုံးလိုက်ရတာဟာမြို့တော်တိုင်းနဲ့တရင်တပွဲအတွက် ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်ခဲ့ပါတယ်ရဲဘော်တွေကိုမဆုံးရှုံးစေခြင်းပေမဲ့လည်းနိုင်ငံတကာတိုက်ပွဲဝင်ကြဖြစ်တဲ့ကြောင့်မလို့ကျွန်တော်တို့ လက်မခံခြင်းတဲ့အရာတွေကိုလက်ခံနေခဲ့ရတာဖြစ်ပါတယ်။ဒီလိုမျိုးပေးဆက်မှုတွေအတွက်ကျွန်တော်တို့ကြံရှိတဲ့ရဲဘော်ရဲဘက်တွေကရဲဘော်တွေရဲ့မပြီးဆုံးတဲ့တော်လှန်ရေးတာဝန်တွေကိုဆက်လက်ထမ်းဆောင်သွားပါမယ်လို့ရဲဘော်တွေရဲ့အသက်ဝိညာဉ်ကိုတိုင်ကြွေခတိသက်စာပြုလိုက်ရပါတယ်။ရဲဘော်တို့ဒီတာဝန်တွေကိုထားခဲ့ပါကျွန်တော်တို့ကြံရှိရဲ့ရဲဘော်ရဲဘက်တွေဆက်လက်ထမ်းဆောင်သွားပါမယ်။တမိုင်းတစ်ခေတ်တင်ခဲ့ပြီးရဲဘော်တို့ကောင်းရာသူပတိလာပါစေ။ ဖိနေခံပြည်သူတို့လွတ်မြောက်ဖို့အတွက်တရားတဲ့ဘက်ကနေလက်နက်ကင်တော်လှန်ရေးမြင့်မြတ်စွာတပ်ပေးသူကြဆုံးသွားခဲ့ရတဲ့ MTT တောင်ကျခွန်တရင်မှာရဲဘော်တက်အောင်နဲ့ရဲဘော်တူရီတို့အားကျွန်တော်တို့ support video မြန်မာမှာလည်းအလေးပြုမှတ်တမ်းတင်လိုက်ရပါတယ်။ရဲဘော်တို့ရဲ့စွန့်လွတ်နေတဲ့ခံပိဆက်ခဲ့ရမှုတွေအတွက်ကျွန်တော်တို့အားလုံးနဲ့အတူဒီနွေဦးတော်လှန်ရေးသမိုင်းကဘယ်တော့မှမိသွားလိမ့်မယ်မဟုတ်ပါ။ကြဆုံးခဲ့ရတဲ့ရဲဘော်တို့ခောင်းရတူကြီးလာပါစေ။ ဖစိချမ်းပဲဆရာနာရှင်တွေကိုအမြင့်ဖြတ်ချေမှုရင်တော်လိုင်းမှာကြာဆုံးသွားခဲ့ရတဲ့သူရဲ့ကောင်းအာဇာနည်ရဲ့အကြောင်းကိုခြေကွဲဝန်းနဲ့ဂုဏ်ယူလေးစားခြင်းများစွာဖြင့်အလေးပြုမှတ်တမ်းတင်ရတဲ့ support video မြန်မာ YouTube channel ကိုနားဆင်နေကြရတာပဲဖြစ်ပါတယ်။ support video မြန်မာ YouTube channel ကိုကြည့်ရင်တော်လိုင်းမှာစောင့်နေရတဲ့ကနေပါဝင်နေကြဖို့တိုက်တွန်းလိုက်ရပါတယ်ခင်ဗျာ။ မိမျက်စွာကြဆုံးခဲ့ရတဲ့သူရဲကောင်းအာဇာနည်တွေကိုမှတ်တမ်းတင်ကပီးမော်ကွန်ထိုးနေရခြင်းဟာမြမတွင်ဦးတော်လန်ရေးမှာရဲဘော်ရဲ့အသက်တွေဘဝတွေအိမ်မက်တွေကိုစွန့်လွတ်ပေးဆက်ခဲ့ရပြီးတိုက်ယူခဲ့ရကြောင်းတမိုင်းရဲ့စာမျက်နှာတွေမှာမှတ်တမ်းတင်ထားခြင်းလိုပဲဖြစ်ပါတယ်။ကြဆုံးခဲ့ရတဲ့သူရဲကောင်းတွေကိုဘယ်တော့မှမမေ့ပါနဲ့။မြန်မာနိုင်ငံရဲ့ရမှာ Federal Democracy နိုင်ငံပေါ်ထွန်းလာရေးအတွက် အဖိနိကံပြည်သူနဲ့အတူတရားတဲ့ဘက်ကနေလက်နဲ့ကံရွေပဲဖြစ်စီလက်နဲ့မကံရွေပဲဖြစ်စီတိုက်ပွဲဝင်နေကြတယ်ပြည်သူကောက်ွယ်ရဲဘော်များအကျွတ်ထောက်ဖို့ပြည်သူများအနေနဲ့ရရနေရာတွေကနေအုတ်တချက်တဲတွင်အနေနဲ့အမြဲမပြတ်ပါဝင်နေရဖို့ကိုလည်းစပုတ် PDF ညီမကတိုက်တွန်းလိုက်ရပါတယ်အရေးတော်ဘုံအောင်ရမည်